မြောက်ကလပါနှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်ယောမဩဝါရစာအခန်းကြီး2အငယ်1မှ29သူတပားကိုစစ်ကြောစီရင်တတ်တော်သူတင်ဒီကိုအပြစ်ကိုမဖုံးနိုင်ရအကြောင်းမူကားတင်ဒီစစ်ကြောစီရင်သောအမှုကိုပင် ကိုရန်ပြုတ်သည်ဖြစ်၍သူတပားကိုစစ်ကြောစီရင်သည်တွင် ကိုအပြစ်ရှိကြောင်းကိုစီရင်ဆုံးဖြတ်ရာရောက်၏ဖျားသခင်သည် ထိုသူပြုတ်သောသူတို့ကို စီရင်တော်မူခြင်းအရာသည်တမာတရားနှင့်ညီသည်ကိုငါတို့သိကြ၏ထိုသူသောအမှုကိုကိုရန်ပြုတ်လျက်ပင် သူတပားပြုတ်သည်ကိုစစ်ကြောစီရင်တော်သူ ်တင်ဒီဖျားသခင်စီရင်တော်မူခြင်းနှင့်လွတ်မီဟုထင်မှတ်သလိုဖျားသခင်ဤယေရှုတော်သည်တင့်ကို နောင်တလမ်းသို့သွေးဆောင်သည်ကိုမတိမမှတ်ပေကြွယ်ဝစွာယေရှုပြုတော်မူခြင်းတီးခံတော်မူခြင်းစိတ်ရှိတော်မူခြင်းတို့ကို မကြည်မဲ့မြင်ပြုသလိုထို့သောပြုလင်စိတ်ခိုင်မာ၍နောင်တမရသည်နှင့်အညီဒေါသနှင့်ဒီဟုသောဖျားသခင်ဤတရားတော်ထင်ရှားသောနေ၌ ကိုခံစရာဖို့အမျက်ဒေါသကိုစီးဘူးသလောဘုရားသခင်သည် လူအသီးအသီးတို့အားမိမိတို့အကျင့်နှင့်အလျောက်အကျိုးအပြစ်ကိုဆက်ပြီးတော်မူလက်တံကောင်းသောအကျင့်ကိုအမြဲကျင့်၍ဘုံအတ္တရေကို၎င်းမဖောက်ပြန်သောဇာတိကို၎င်းရှာသောသူတို့အားထာဝရအသက်ကိုပေးတော်မူလက်တံငင်းဆန်သောသဘောရှိ၍တမန်တရားကိုနားမထောင်ဘဲမတရားသဖြင့်ကျင့်သောသူတို့ကို ပြင်းစွာသောဒေါသအမျက်ထွက်တော်မူလက်တံရှေ့ဥစွာ၌ယူဒလူ နောက်၌ဟေလတလူစိုးညက်သောအမှုကို ပြုသောသူ ရှိသည်များတို့သည် ကြီးစွာသောဆင်းရဲဒုက္ခဝေဒနာကို ခံရကြလက်တံရှေ့ဥစွာ၌ယူဒလူ နောက်၌ဟေလတလူကောင်းသောအကျင့်ကိုကျင့်တော်သူ ရှိသည်များတို့သည်ဘုံအတ္တရိချမ်းသာကိုခံစားရကြလက်တံ ဖျားသခင်သည်အဘယ်သူ၏မျက်နာကို မျှမှတ်တော်မမူပြည့်ညက်တရားကို မသိဘဲပြစ်မှားသောသူတို့သည် ပြည့်ညက်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ပြည့်ညက်တရားကိုတိလျက်ပင် ပြစ်မှားသောသူတို့သည် ပြည့်ညက်တရား၏စီရင်ခြင်းကိုခံရကြလိမ့်မည် အကြောင်းမူကားတရားနာသောသူသည်ဖျားသခင်ရှေ့၌ဖြောက်မတ်သည်မဟုတ် တရားကိုကျင့်သောသူသားလင်ဖြောက်မဲ့ရာသို့ ရောက်လိမ့်မည်။သာသနာပလူတို့သည် ပြည့်ညက်တရားတော်ကိုမသိဘဲကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သောအခါသူတို့သည်ပြည့်ညက်တရားတော်ကို မသိဘဲကိုယ်ကျင့်တရားကိုအမိပြုသဖြင့်၎င်းကိုကိုကိုတိသောစိတ်နှလုံးသည်တည်တည်ခံသဖြင့်၎င်းအချင်းချင်းဆွေးနွေးစင်ကြယ်၍အပြစ်တင်လျက် လွတ်လျက်နေသည်ဖြင့်၎င်းမိမိတို့စိတ်နှလုံးထဲ၌မှတ်သားသောတရား၏အကျိုးကိုထင်ရှားစွာပြကြ၏။ငါဟောပြောသောဧဝံဂေလိတရားအတိုင်းဖျားသခင်သည်ယေရှုခရစ်အားဖြင့်လူတို့၏မထင်ရှားသောအမှုအရာတို့ကိုစစ်ကြောစီရင်တော်မူသောနေ့၌ထိုတို့စီရင်တော်မူလက်တံသင်သည်ယူဒလူဟု သမုတ်ခြင်းကိုခံတော်သူ ပြည့်ညက်တရားတော်ကိုကူးစားသောသူဖျားသခင်ကိုအမိပြု၍ဝါကြွားသောသူ အလိုတော်ကိုတည်သောသူပြည့်ညက်တရားတော်ကိုလိကျက်သဖြင့်ခြားနာသောအရာတို့ကို ပိုင်းခြားတတ်သော သူဖြစ်သည်နှင့် လူကန်းတို့အားလမ်းပြသောသူ မောင်မိုက်၌နေသောသူတို့ကိုလင်းစေသောသူ လူမိုက်တို့ကိုစုံးမတတ်သောသူ သူငယ်တို့ကိုနီးပေးသောသူ ပညာတရားတော်အဖြစ်ပညာကို၎င်းတမာတရားကို၎င်းရိပ်မိတော်သူဖြစ်သည်ဟု၍ကိုကိုထင်မှတ်တတ်သည်မှန်လျင်သူတပားကိုဆုံးမလျက်ပင်ကိုကိုမဆုံးမသလောသူဥစ္စာကိုမခိုးနှင်းဟု တရားဟောလျက်ပင် ကိုရင်ခိုးသလောသူမယားကိုမပြစ်မားနှင်းဟုဆိုလျက်ပင်ကိုရင်ပြစ်မားသလောရုတ်တုကိုဆက်ဆုပ်ယွန်ရှာလျက်ပင်ဗိမ္မာန်တော်ကိုလူယူဖြက်စီသလော ြည့်ညက်တရားတော်ကို အမိပြု၍ဝါကျွားလျက်ပင်ထိုတရားကိုလွန်ကျူး၍ဖျားသခင်၏ဂုံအတရီတော်ကို ရှုံချသလုံးအကြောင်းမူကားစံစာ၌လာသည်နှင့်အညီတပါးအမျိုးသားတို့သည်တင်တို့အကျင့်ကိုထောက်၍ဖျားသခင်၏နာမတော်ကိုကဲ့ရဲ့တကြ၏တင်သည်ပြည့်ညက်တရားကိုကျင့်လျှင်အေးဖျားလှီးခြင်းအဖြစ်အကျိုးရှိ၏ ပြည့်ညက်တရားကိုလွန်ကျူးလျင်တင်ဤအေးပြားလှီးခြင်းသည်အေးပြားမလှီးဘဲဖြစ်ပြန်၏ထိုမှတပါအေးပြားလှီးခြင်းကိုမခံသောသူသည်တရား၌ပါသောပြည့်ညက်တို့ကိုဆောင်ရှောင်လျင်ထိုသူဤအေးပြားမလှီးဘဲအဖြစ်ကိုအေးပြားလှီးခြင်းအဖြစ်ကဲ့သို့မှတ်ရသည်မဟုတ်လောအေးပြားလှီးခြင်းကိုမခံသောသူသည်လည်း ကိုအလိုအလျောက်ပြည့်ညက်တရားကိုကျင့်လျင်စံစာနှင့်အရေးပြားလှီးခြင်းရှိလျက်ပင်ပြည့်ညက်တရားကိုလွန်ကျူးသောသင်ကို တရားတွေ့၍အရှုံးခံစေမည်မဟုတ်လော အကြောင်းမူကားအပြင်အားဖြင့်သာ ယူဒလူဖြစ်တော်သူသည် ယူဒလူမှန်မဟုတ် အပြင်အားဖြင့်သာ ကိုအသား၌အရေးပြားလှီးခြင်းသည်အရေးပြားလှီးခြင်းအမှန်မဟုတ်အတွင်းအားဖြင့်ယူဒလူဖြစ်တော်သူသည် ယူဒလူမှန်၏ အရေးပြားလှီးချင်းလဲကျန်းဟောင်းတရားအဖြစ်မဟုတ်ပေဝိညာဉ်တော်တရားအဖြစ်စိတ်နှလုံးနှင့်ဆက်ဆိုင်၏ထို့သူအရေးပြားလှီးချင်းကို ခံတော်သူ၏အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်ဖရာသခင်အလိုတော်နှင့်ဆိုင်သတည်းဇာနာရသူအလုံးပေါ်ဖရာသခင်ကောင်းချီးပေးပါစေ thank you မြဆုံလင်တော်မူ၏။တာမီကြီးမြေတယောက်ချင်းစီအောင်တပည့်ရွေးတော်၏ချစ်တော်မူသောဖ။ဤချိန်၌တော့ကိုရအထူးပင်ကျေးဇူးတင်ပါတယ်။တာယာတော်မနခင်မှာကိုရဲနှုတ်ကပတ်တမတရားတော်ကိုကောင်းမွန်စွာဖြင့်ခံယူရရှိရခြင်းခွင့်ပြုဆင်ပေးတဲ့အတွက်ကိုရဲကျေးဇူးတော်ကိုထူးပင်ချီးမွမ်းပါတယ်။တရားမြတ်တမှုတွေ၊ဇနတနာမှုတွေညာစွာအတွက်ကိုရဲကျေးဇူးတော်ကိုထူးပင်ချီးမွမ်းပါတယ်။သူတို့ဘာကိုအကဲမဖြတ်ပဲ ကိုယ်နှလုံးသားကိုရိုးရိုးသားသားနဲ့ရိုးသားစွာကြည်ရှုတတ်ဖို့ရန်အတွက်ကိုညီမစာပေးသနာတော်မူပါ။နောင်နာရ၍တမန်တော်နဲ့အညီသက်ရှင်နေထိုင်ဖို့ရန်အတွက်ဒါမီရဲ့အတ္တဓမ္မသွန်သင်လမ်းပြအောင်ဆိုပေးသနာတော်မူပါ။ကိုရိကောင်းမြတ်ခြင်းသည်ဒါသမီးတို့အားနှိတ်ချမှုကယုဏနဲ့နာခံမှုရှိသောအတ္တတာတို့ပို့ဆောင်လမ်းပြပေးသနာတော်မူပါ။ သာသမီတို့ရဲ့အပြုအမူနဲ့စိတ်လုံးလားများဖြင့်ကိုရောကိုကုန်တင်နိုင်စီဖို့ရန်အတွက်သာသမီတို့အားခွန်အားပေးသနာတော်မူပါတနည်းတလုံးရဲ့လောက်ကိုင်းဆောင်ရွက်တဲ့လုပ်ငန်းဆောင်တာတွေမှာဆက်ကိုရောတူပါရှိအုပ်စိုးလမ်းပြပေးပြီးဘေးကင်းလုံးချုံရချင်းစမ်းမာရချင်းအခွင့်အရေးတူ ကောင်းဝင်စွာဖြင့်လုပ်ငန်းဆောင်တာတစ်ခုချင်းစီတိုင်းကိုလုပ်ကင်ဆောင်ရနိုင်ရခြင်းခွန်အားအစွမ်းတတိကိုကိုရရှင်ပြည့်စင်ခြားပေးတနာတော်ပါအငယ်ဆုံးသောသူတရားချင်းစီတိုင်းနဲ့လေကိုရဒုပါရှိအုပ်စုပေးဘေးဒုက္ခရောက်နေတဲ့သူများကိုလည်းကိုရရှင်ကဲမှပေးတနာတော်ပါမြန်မာနိုင်ငံကြီးကိုညီတက်ရချက်အခွင့်အပြည့်စင်ချပေးတနာတော်မူ၍ခက်ခဲခြင်းနှင့်ဆင်းရဲဒုက္ခမှုခြင်းနှင့် BNN ရဲ့အမျိုးမျိုးသဘောဝ BNN မျိုးမျိုးလူလူလုတ်တဲ့ BNN အမျိုးမျိုးမှခံစားနေရတဲ့သူတွေကိုလည်း crushing ၊ quicker ဆောင်းမကေမတနာတော့ပါပြန်လဲထူထောင်ရေးပြုလုပ်နေကြတဲ့အမှုရာတစ်ခုချင်းကြီးတိုင်းမှာလည်းကိုရိုဒူပါရှိအုပ်စုပေးတနာတော်မူ၍ကိုရိုအမှုတော်မြတ်ကိုထမ်းဆောင်နေကြတဲ့ဓမ္မဆရာဆရာမများအားလုံးပေါ်နေတဲ့ crushing ကောင်းကြီးမြတ်များစွာသုံးလုံးချပေးတနာတော်မူပါမိချမ်းတပါးဒီသောတာတော်တခင်ယေရှုခရစ်တော်၏ ညတော်နာမကိုအမိပြု၍ယုဒေလေးမြတ်စွာဘုရားပြည့်စုံတော်စက္ကအနမိုင်ဖပါကေအာမင်တော်ရပြားသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။တော်ရပြားသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ ကရုဏာကျေးဇူးပြုပါစေတော်ထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေတော်တမိတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်